ဘာမတက်လီဝဲဆံပရိသတ်များမင်္ဂလာပါရှင်ကျမတို့ channel မှာထိတ်တန်းရောင်းမြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like subscribe ပြုလုပ်ပေးထားပါရှင်ဗမာရှင်စကကက27ခလာရ49တက္ကသိုလ်ကျောင်းဝင်းတို့အောင် KIA ယနေ့နဲ့တပြိုင်တည်းထိုးစစ်ဆန်စွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ကချင်ပြည်နယ်ဗမာမြို့ရှိအမှန်၂၁စစ်စင်ရဲကွက်ကံမှုဌာနချုပ်အပါအဝင်မြို့အပိသက်တိမ်ပိုင်နိုင်ရင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်ကစနေမလာစီရနေ့နနက်မှာထပ်မံထိုးစစ်ဆင်လျက်ရှိကြောင်းကချင်သတင်းရှင်းမြစ်ကပြောဆိုပါတယ်။ KIA ပူပေါင်းတပ်ကဗမာမြို့တွင်စစ်စင်ရဲကို၂၀၂၄ခုနှစ်ဒီဇင်ဘာလ၄ရက်ကစတင်ခဲ့ရ၃လကြာအထိတိုက်ပွဲပြင်းထန်နေပြီး KIA ကစနေနေ့နနက်မှာနေရာ၃ခုကိုတပြိုင်နက်ထပ်မံထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီမနက်တော့စာကက23ရဲ့တက္ကသိုလ်ချောင်းဝင်းရင်ပြီးတော့ခလာရ49ရဲ့နေ့အဲ့ဒီနေရာ၃ခုကိုတပြိုင်တည်းထိုးစစ်ဆင်တာပါလို့ကချင်သတင်းရှင်းမြစ်ကပြောဆိုပါတယ်။ KIA သတင်းရှင်းမြစ်တအူကလည်းဗမော်မျိုးမှာရှင်းနေနေနဲ့ထိုးစစ်ပြန်လည်စတင်မှုကိုအတည်ပြုပါတယ်။စစ်ကောင်စီဘက်ကလည်းကချင်ပြည်နယ်ဤဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဗမော်မကြစင်ရဲ့အတွင်အပြည့်အထန်ခုခံနေရာကြောင်းတိုက်ပွဲ၃လကျော်ကြာမြင့်နေရခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်။ ဗမာမြို့ချဆောင်မှာကစက်ကောင်စီအနေဖြင့်အလွဲတကူပြန်သားယူနိုင်ခြင်းမရှိသည့်ကိုတရှိထားပြီးဖြစ်၍အသက်နိုင်ဆုံးစက်ကောင်စီဘက်ကခုခံနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဗမာကြတော့တိုင်းရင်းသားပေါင်းစုံတိုက်တံအဲ့ဒီမှာဗမာလူငယ်တွေကချင်လူမျိုးပေါင်းစုံပြီးတော့ ခေါ်တဲ့ခါသက်ပြီးတော့အေအေရောပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကချင်လူကြီးတွေကကျွန်တော်တို့မြန်မာနိုင်ငံသားအခုခေတ်ပညာတတ်လူငယ်တွေကိုဘာမှမဆိုင်ပဲလူမျိုးဖြောင်းတိတာမျိုးတော့မဖြစ်စေချင်ဘူးပေါ့နော်စစ်ပွဲဆိုတာမနိုင်နိုင်အောင်တိုက်ရိုက်မှာတော့ဖြစ်တယ်ဒို့တော်ညာလေးအလကားဖြောင်းတိတာတော့မဖြစ်စေချင်လို့ဖြစ်ဖြစ်လေးတိုက်တာဆိုတာကျွန်တော်တို့ကအဲ့ဒီလိုခံမှန်းနေပြောခဲ့သလိုတရုတ်ရဲ့ဖိအားပါတယ်ပြီးတော့လေရင်တွေနောက်ဆုံးမှဒုံးတွေတုံးတာဆိုတော့ပြောလို့ရတယ်အဲ့ဒါကြောင့်ဖြစ်မယ်လို့ခံမှန်းပါတယ်လို့ ။ KIA သတင်းရှင်းမြစ်တအူးကဗမောတိုက်ပွဲအချိန်ကြာနေရသည့်အခြေအနေကိုတုံ့ပြန်ပြောကြားပါသည်။ KIA က2024ခုနှစ်မလ9ရက်နေ့မှာစစ်ကောင်စီတပ်စခန်းနှင့်မြို့များတိုက်ခိုက်သိမ်းပိုက်တိစစ်ဆင်ရေးကိုအစိုးရမြင့်တင်ခဲ့ရာတနည်းအတွင်မြို့15မြို့နှင့်စစ်ကောင်စီတပ်စခန်းချင်းငယ်250ထက်မနည်းကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါသည်။ဗမော်တိုက်ပွဲချိန်နီယာပါဝင်ကချင်းစီသားစင်ရေးချိန်နီကိုမြင်းမြန်ရန် KIA သတင်းကြံကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူတန်ဆက်တွေ့ထားဆဲဖြစ်ပါသည်။ KIA သတင်းပြန်ကြားရေးဌာန၏ဖေဖော်ဝါရီလ6ရက်ကသတင်းဖော်ပြချက်မှာစက်ကောင်စီနှင့်ပြည်သူစစ်တို့သည်ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းအင်အားအလုံးရင်ဖြင့်စစ်ကြောထိုးသွာလာနေပြီးလူငယ်များကိုဖမ်းဆီးခြင်းကြေးရွာများကိုတွန်းပြစ်ပုံကြဲခြင်းများလုပ်ဆောင်နေတယ်လို့ဖော်ပြပါတယ်။ဒါအပြင်ပြည်သူလူထုနေအိမ်များမှာနေရာယူတဆွဲခြင်းလည်းရှိတယ်လို့ဆိုပါတယ်။မြစ်ကြီးနားတံဖဲကြေးရွာမှာလည်းစစ်ကောင်စီတပ်ကရွာအတွင်းတဆွဲနေထိုင်လျက်ရှိတယ်လို့ဆိုပါတယ်။ ဒါအပြင်လက်နက်ကြီးရန်နက်ပစ်ခတ်မှုများပြုလုပ်လျက်ရှိကြောင်းအသိပေးပါသည်။ပူတာအုံမြို့နယ်မှာလည်းစစ်ကောင်စီနှင့်ပြည်သူစစ်ကောင် ပြည်သူလူထုနေအိမ်များမှာဝင်ရောက်နေထိုင်တဆွဲမှုများပြုလုပ်နေတယ်လို့ KAI ပြန်ကြားရေးကဖော်ပြထားပါသေးရှင်။ဆလဘင်စက္ကစီအဖွဲ့ဝင်များဝင်းကြီးဒွန်းဝင်းကြီးစက်တောင်းဦးနှင့်ဌာနဆိုင်ရာအဖွဲ့တုံးကူကကနေဒါကတာခတ်ပိတ်ဆိုအရေးယူဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။အကြမ်းမဲ့စက္ကစီအဖွဲ့ဝင်များဝင်းကြီးဒွန်းဝင်းကြီးစက်တောင်းဦးနှင့်ဌာနဆိုင်ရာအဖွဲ့တုံးကူက နေဒါနိုင်ငံအစိုးရကတန်ခတ်ပိတ်ဆို့အရေးယူကြောင်းကနေဒါနိုင်ငံသားရေးဝန်ကြီးကယနေ့မှကြေညာပါတယ်။ညင်းချိုင်ရင်လုံချုံရင်နဲ့တည်ငြိမ်ရေးတို့ကိုထိခိုက်စေပြီးလူအခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခြင်းအတွင်မြန်မာစစ်ကောင်စီအဖွဲ့ဝင်73ဦးနဲ့အဖွဲ့အစည်း3ခုကိုတန်ခတ်ပိတ်ဆို့မှုများချမှတ်ခြင်းဖြစ်ကြောင်းတခါပိတ်ဆို့ခံရသူများမှာစစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာရွှေပါပိုကျော်ကြည်မိုးအောင်ဝင်းကြီးကန်ဆောင်ဝင်းကြီးကိုကိုလိုင်းဆက်ရွယ်ရေးဒုဝင်ကြီးပုံမှုကျော်လူမွန် ပို့ဆက်တူးဝင်ကြီးအောင်မြိုင်ကာကွယ်ရေးတူးဝင်ကြီးဗိုလ်ချုပ်ကိုလင်းစီမံဘဏ္ဍာတူးဝင်ကြီးတန်တန်လင်းတူးဝင်ကြီးမင်းထော့စက်ကောင်စီရုံးဝင်ကြီးခွန်တန်စော်ထူးထင်ကျော်သူအောင်ကျော်ဟိုးတို့ပါဝင်ကြောက်သိရှိရပါသည်။ဒါအပြင်စက်ကောင်စီဤကာကွယ်ရေးဝင်ကြီးဌာနမြမတက်မတော်နှင့်အမှတ်33ခြေလင်းတန်ရင်တို့ကိုလင်းကနေဒါကအရေးယူတိုက်ခတ်ပိတ်ဆို့ကြောင်းဆက်လက်ကျင်းပပါသည်။ ယနေ့ထုတ်ပြန်လိုက်သည့်ပိတ်ဆို့အရေးယူမှုများမှာ၎င်းတို့ကျူးလွန်ခဲ့သည့်စိုးဝါသောလူခွင့်ရေးချိုးဖောက်မှုများပုံမှုစိုးဝါလာသောအကြမ်းဖက်မှုဖိနှိပ်မှုမတိမငြိမ်မှုများကိုတုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလက်ရှိအခြေအနေများကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြမ်းအတဲကုန်ပုံမှုစိုးဝါစေခဲ့ပြီးမတိငြိမ်မှုများနှင့်အရတားများအပေါ်အကြမ်းဖက်မှုများတိုးလာခဲ့ကြောင်းကနေဒါကဆိုပါသည် 2024ခုနှစ်ဒီဇင်ဘာလ2ရက်နေ့ကုလသမဂ္ဂ၏အစိုးရခန်းစာအရစစ်တပ်၏တပ်ဖြတ်မှုကြောင့်အရတားပြည်သူ6ထားကျော်တေဆုံးခဲ့ရကြောင်း2024ခုနှစ်ပထမလေးလအတွင်းစစ်တပ်၏လေကြောင်းတိုက်ခတ်မှုများကြောင်းကလေးငယ်62ဦးအပါဝင်အရတား359ဦးတေဆုံးခဲ့ကြောင်းအရတား956ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်ကနေဒါအနေဖြင့်နိုင်ငံများအလုံးကိုမြန်မာစစ်ကောင်စီအပေါ်အရေးယူမှုများဆောင်ရွက်ရန်တိုက်တွန်းကြောင်း မြန်မာစစ်တပ်ကိုစစ်စင်ရေးနဲ့ဗန္နာရေးဆိုင်ရာပံမိုးကူညီမှုများအားလုံးရပ်ဆိုင်ရန်လန်ဒန်စစ်ဘက်ဆိုင်ရာပြည်စင်ကရိယာများနဲ့စစ်ဘက်ဆိုင်ရာနည်းပညာအကူအညီများလွှဲပြောင်းပေးခြင်းတို့ကိုရပ်ဆိုင်ရန်လည်းနိုင်ငံတကာသို့တောင်းဆိုပါသည်မြန်မာနိုင်ငံမှာအလုံးပါဝင်ပြီးရေရှည်တည်တဲ့ခိုင်မြဲသောငင်းချမ်းရေးရာစီရန်ကနေဒါနိုင်ငံကနိုင်ငံတကာမိဖက်များနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမှာဒီမိုကရေစီအောက်ချုပ်မှုပြန်လည်ထူထောင်ရင်းနဲ့လူ့ခွင့်ရေးချိုးဖောက်မှုများကိုတာဝန်ခံမှုဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကနေဒါကကြေညာပါတယ်။တိုင်းပြည်ရဲ့ငင်းချမ်းရေးလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုပြတ်ပြားစေပြီးလူ့ခွင့်ရေးချိုးဖောက်မှုတွေစစ်ကောင်စီကကျွလွန်နေမှုအပေါင်းကနေဒါကညှိတက်နေမှာမဟုတ်ပါဘူး။ကနေဒါနိုင်ငံအနေနဲ့ငင်းချမ်းပြီးအလုံးပါဝင်တဲ့ဒီမိုကရေစီအနာဂတ်ကို ေါ်ဆောင်ပေမယ့်မြန်မာပြည်သူတွေရဲ့စီမံချက်တွေကိုဆက်လက်ထောက်ခံသွားမှာဖြစ်ပါတယ်လို့ကနေဒါနိုင်ငံသားရေးဝန်ကြီးကဆိုပါတယ်ကနေဒါကလက်ရှိအချိန်ထိမြန်မာစစ်ကောင်စီနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်149ဦးနဲ့အဖွဲ့အစည်း92ခုကိုအရေးယူထားပြီးဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးမန္တလေးမတရားလမ်းပိုင်းဂျာနီကန်ရွာလမ်းမကြီးပင်ရှိနေအိမ်80ကျော်ကိုစစ်တပ်ကမြေကောက်ဆက်ဘူရိုစာများဖြင့်အင်အားသုံးဖြည့်ဆည်းစွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မန္တလေးတိုင်းပတိန်ချင်းမြို့နယ်မန္တလေးမရရလမ်းပိုင်းဂျာနီကန်လမ်းမကြီးပေးရှိနေအိမ်80ကျော်ကုန်အကြမ်းမဲ့စစ်တပ်ကလမ်းမိုင်မြေဟုဆိုကမြေကောဆက်ဘူရိုစာများဖြင့်ဖျက်ဆီးခဲ့ကြောင်း MDY Revolution မှတာဝန်ရှိသူကပြောဆိုပါသည်မလ၄ရက်နေ့မှာမလ၆ရက်နေ့အထိနေစဉ်အကြံပတ်စစ်ကောင်စီတပ်သားများကအင်အား50ကျော်ဖြင့်မန္တလေးမရရလမ်းပိုင်းစာနီကန်ရွာလမ်းမကြီးအစီဘတ်ချန်နေအနောက်ဘတ်ချန်စီနေအိမ်များကိုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် ထို့သောလာရောက်ဖြက်စီရမှာအကြမ်းမဲ့စစ်ကောင်တီတပ်သားများကကြိုတင်ကြောင်းကြားခြင်းမရှိပင်လမ်းမိုင်မြေဟုဆိုကအသင်အဓမ္မဖြက်စီခဲ့ခြင်းဖြစ်ကြောင်းဒါအပြင်ပြည်သူများကိုလည်းပစ္စည်းများယူဆောင်ခွင့်မပေးဘဲဖြက်စီခဲ့ခြင်းကြောင်းဆုံဆုံမှုများပြားကြောင်းသိရှိရပါသည်မန္တလေးနဲ့မရရအဝေးပြေလမ်းမကြီးပေကလမ်းအစီဘက်အနောက်ဘက်ပါအိမ်တွေကိုဖြတ်စည်းသွားတာအနည်းဆုံးအင်ဂျီ60ကျော်လောက်ရှိတယ်။ပြည်သူအများစုကဖြတ်မယ်ဆိုတာတော့မသိဘူး။စစ်တပ်ကကြိုတင်အကြောင်းမကြားဘဲဖြတ်သွားတာလို့ MDR ဘူလူစင်မှတာဝန်ရှိသူကပြောဆိုပါတယ်။ အကြမ်းမဲ့စစ်တပ်ကပြည်သူပိုင်နေအိမ်များကိုဖျက်ဆီးနေချိန်မှတ်တမ်းထပ်ပုံရိုက်ကူသည့်ပြည်သူအချို့ကိုဖမ်းဆီးမှုရှိပြီးဓာတ်ပုံရိုက်မှုများမပြုလုပ်ရန်လည်းလက်နက်ကင်ပြူစော်တီများကချင်းချမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ရှင်။ကျမရဲ့တရင်နေစမှုကဒီမာရင်ဇနာကျမရင်ရွှေလန်းချမ်းမြေကြပါစေရှင်။